ချီချူထိုက်တဲ့ကွင်းလယ်မော်ဆီယာဒီအားဒီဘာစီလိုနာရဲ့လာလီဂါချန်ပီယံစပိန်ဆူပလာချန်ပီယံကိုပါဒရစ်ချန်ပီယံဆိုတဲ့ပြည်တွင်းဆူပလာ၃တပ်ကွန်းအောင်မြင်မှုမှာဟန်စီဖရစ်ရာမန်ရာဖညာနဲ့အတူအရေးကြီးဆုံးအခမ်းကဏ္ဍကနေ ပါဝင်ခဲ့သူကတော့ပက်ထရီပါပဲ Twin Go ဖန်တီးမှုကင်ကနက်နေမြန်မာရဲ့ရာမန်ရာဖညာတို့ကလက်ခုပ်တန်တွေအများကြီးသိမ့်ပိုက်ခဲ့ချိန်မှာပက်ထရီဟာလည်းချီချူခံရဖို့ထိုက်တန်ခဲ့ပါတယ် စပိန်ကွင်းလယ်လူဟာဒီယာဒီလာလီဂါမှာပြန်ဘက်စီကနဲ့ဘောလုံးအလွတ်ယူနိုင်ဆုံးပြန်ဘက်ဂိုရီးယားပတ်ချံဖိုင်နယ်သက်ဆုံးသည့်ဘောလုံးပေးပမှုအများဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့တာပါပိုဇီရှင်ဝင်းရ254ချိန်အောင်မြင်တဲ့ဖိုင်နယ်တက်ပတ်အရာ918ချိန်ရှိခဲ့ပြီးဒါရီကအတော်လေးအထင်ကြီးစရာကောင်းတဲ့ဂိမ်းကနန်းတွေဖြစ်ပါတယ်ကိုချီတဲ့ဘောလုံးရှိတဲ့အချိန်မှာတိုက်စစ်စီဘောလုံးကောင်းကောင်းပေးပို့နိုင်အောင်နေမဟုတ်ပဲဘောလုံးမရှိတဲ့အချိန်မှာဘလို့နေရာယူမလဲ ပြိုင်ဘက်တွေရဲ့လှုပ်ရှားမှုတွေကိုအကဲခတ်ပြီးဘလို့လူယူမလဲကြားဖြတ်ယူမလဲဆိုတဲ့နေရာတွေမှာပါထူးချွန်လွန်းတာကလက်ဖြားခါလောက်စီရပါ2020-21ဘောလုံးရာသီနောက်ပိုင်းပက်ထရီယာဒံယာပြဒနာရည်နဲ့မကြာခဏရုန်းကန်နေခဲ့ရတဲ့အတွက်ပြီးခဲ့တဲ့ရာသီတွေမှာအသင်းအတွက်ရာနှုန်းပြေးပေးနိုင်နိုင်မှုမရှိခဲ့ပါဘူး။ဒီရာသီမှာတော့အကောင်းဆုံးခြေစွမ်းအပြည့်အဝဆုံးချက်ခိုင်မှုနဲ့အသင်းကိုအများကြီးကူညီပေးနိုင်ခဲ့ပါတယ်။အသက်20နှစ်အရွယ်ကွန်းလယ်မော်ဆီယာလေးစီကနေမျောလင်းစရာတွေအများကြီးရှိနေသေးပါပဲ။ အားလုံးပဲရွှေလန်းချင်းပင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါသေးလို့ကျွန်တော် sport mommy ပေးမှာစုမုံကောင်တောင်းပေးလိုက်ပါရခင်ဗျာအားလုံးဝင်ကြိုးတင်ပါရခင်ဗျာ